မင်္ဂလာပါရှင်၁၇လပိုင်းအတွက်ကြာသာဘေးသာသမီများအတွက်အဟောပါကြာသာဘေးသာသမီလေးတွေကတော့အခုတနင်္ဂနွေတနင်္လာအင်္ဂါပုတ်တဟုကြာသာဘေးဒီနေ့နန်းနေရောက်လာတဲ့ခါမှာကြာသာဘေးသာသမီလေးတွေကတော့၁၇လပိုင်းမှာအရန်အရန်ကံကောင်းပါလိမ့်မယ်နော်အဲ့တော့တောက်ချာနေစနေနေ့နန်းတော့ရှိတယ်ဒါပေမဲ့ရှိမှကြည့်ခဲတဲ့အာဟောခဲတဲ့၅နေ့နန်းနေတယ်နော် နေ့နဲ့ဒီထဲမှာတော့ကြာတာပေးသားသမီးတွေရဲ့အနေထားကြီးကတော့ရွှေဖားပါပဲစင်မြင့်ဘဝနော်လုံးဝငွေကန်ကြီးကန်လေးအရန်ကောင်းမဲ့ကြာတာပေးသားသမီးတွေပါမှန်ခဲ့တယ်ဆိုရင်ကျမမုံလာပြန်ဝင်ကြွေးပါအဲ့တော့ပညာရေးကလေပညာရေးနဲ့ပတ်သက်တဲ့ခါကြရင်လေစူးစားပါစူးစားအားထုတ်တဲ့ဟာတွေကပြန်ပြီးတော့အာဘယ်လိုပြောမလဲအတိပွင့်ခံစားရမယ်တချို့ကြာတာပေးသားသမီးတွေနိုင်ငံရဲ့ခြားစာမှုပဲဖြစ်ဖြစ် ဒီပြည်တွင်းဆန်ပွဲဖြစ်ပြီး reset တွေမကောင်းခဲ့ဘူးပထမပတ်တွေမှာ reset တွေမကောင်းခဲ့ဘူးဆိုရင်တေချာပေါက် reset ကောင်းတွေကိုပိုင်ဆိုင်ရရှိလိမ့်မယ်ဂျာတာဘေးသားသမီးတွေပညာရေးနဲ့ပတ်သက်ရင်ကောင်းမွန်တဲ့ရလက်ကောင်းတွေ reset ကောင်းတွေထွက်ပါတော့မယ်အရင်က reset မကောင်းရင်တော့အခု reset တွေကောင်းပြီပဲရှေ့လျှောက် ကတော့ကိုကစင်ပေါ်ကဘယ်လိုအောင်မိပြီးစီချင်ပါတယ်အဲ့တော့မိသားစုတွင်ရေးမှလည်းလीပျော်ရွှင်စရာတွေပေါ်ပေါက်လာလိမ့်မယ် အောင်မြင်မှုတွေအသည့်ပွင့်တွေမိသားစုတွေတယောက်နဲ့တယောက်ပို့ပြီးတော့အာဟိုနားလည်မှုတွေရှိလာတာတယောက်နဲ့တယောက်ပို့ပြီးဖေးမလာတာချစ်ခင်လာတာမေတ္တာတွေထားလာတာအိမ်တွင်းရဲ့အေးချမ်းသာရာပျော်ရွှင်မှုနမိတ်ကောင်းတွေကိုရထားပါတယ်။เนาะအိမ်တွင်းရဲ့အေးချမ်းသာရာမယ်ဟောငွေကြေးကလည်းအယံအယံအဆင်ပြေတယ်။အယံအယံအဆင်ပြေတယ်။ဟာဒီကက်ကိုကြားထားတာအယံကောင်းတယ်ဒီလား။အဆက်လျာလေးအယံရှအောင်မှာ လောက်ကင်ကားတွေရောကံကြမ်းကားပေးတဲ့ငွေတွေရောတကယ်ကိုငွေချင်းနဲ့ပတ်သက်ရင်ကတော့၁၇လပိုင်း၁လလုံးမှာဘယ်ကနေမမသိတဲ့ငွေတွေကဝင်လာလေဦးမေကျွန်မပြောပြီနော်ရလာရင်ကျွန်မမဟုတ်ပြန်လာွယ်ကျွေးနော်တကယ်တကယ်ကိုဟိုဘယ်ကနေမမသိတဲ့ငွေတွေကဝင်လာမှာငွေချင်းအရန်ကောင်းနေလို့ကျွန်မပြောချင်တယ်ပြီးတော့ အလုတ်ကိုင်းကလည်းအရင်ကောင်းတယ်ဒီထဲတော့ခက်တည်တယ်မှာဒီဒုတိယအကောင်းဆုံးကက်ဖြစ်တယ်ဒီရှင်ပြန်ထမြောက်ကိုကြားထားတာအလုတ်ကိုင်းလေးမှာကိုကလုံးဝကိုပါလေယာဒူးတိုးခြင်းတဲ့သူတွေယာဒူးတိုးသွားမယ်အလုတ်ကိုင်းကောင်းလို့ခြင်းတဲ့သူတွေအလုတ်ကိုင်းကောင်းရမယ် အလုံးနဲ့ပတ်သက်ရင်စိတ်ချမ်းသာစရာပျော်ရွှင်စရာတွေကြီးပဲကြုံမယ်လုပ်ငန်းတွေမှာလည်းကိုယ့်ကိုလုံးဝလုံးဝအရင်တော့ကလေကိုယ့်ကိုတည့်ရမလားမကောင်းပြောထားရင်နှိမ်ချချားရင်ဆက်နှိမ်နှိမ်ချချားနဲ့ဆက်ဆံထားရင်တော့ဒီကာလမှာတော့ဆရာကြီးဖြစ်သွားပြီဆက်တက်လာပိုင်းမှာတော့လောက်ကင်မှာလေဆရာကြီးပဲနော်ဆရာကြီးပဲအဲ့လိုမျိုးလုံးဝကိုကောင်းမှုနဲ့အလုတ်ကင်ကန့်ကြမှာအခွင့်လန်းကောင်းမှာတေချာပေါက်ကိုရရှိမှာတေချာပေါက်ရရှိမှာဒီလောက်ကအစင်မပြေလို့များလေနောက်အလုတ်ကိုပြောင်းလိုက်ရလို့ပြောင်းလိုက်မှမို့သိတ်တမ်းကြနေတော့အိုးအဲ့ဒါ ပို့ကောင်းမှုကိုဖြစ်လာတာပို့ကောင်းမှုကိုဖြစ်လာတာအရာရာကို့အတွက်ကို special တွေကောင်းမှုဖြစ်လာပြီလို့ကျွန်မပြောချင်တယ်အဲ့တော့အချင်းနဲ့ပတ်သက်တဲ့အခါမှာတော့ချင်းအိမ်တော်ကြီးမှာတော့ တခုရှိရကိုကိုတိုင်ကိုရဲ့ဘဝကိုကိုပုံဖော်နေရကိုကိုတိုင်ကိုရဲ့အချစ်ရေးကိုအကောင်းဆုံးဖြစ်အောင်ကိုကိုတိုင်ကစူးစမ်းပြီးတော့ပုံဖော်နေရတာပေါ့နော်ကိုရဲ့လက်တွဲဘော်ကိုကိုကဟိုဘယ်လိုပြောမလဲပြုပြင်နေရတာပေါ့နော်ဒါလေးတွေကမကောင်းဒါလေးတွေကကောင်းတယ်ဒါလေးတွေဒီလိုလုပ်ဒီလိုလုပ်ပေါ့ကိုကလက်တွဲပြီးခေါ်နေရတဲ့သဘောမျိုးပေါ့နော်အဲ့လိုဟာမျိုးလေးတွေရှိပါတယ်အဲ့တော့อืมအချစ်ရေးမှာတော့ပေါ့နော်ကိုကိုတိုင်ပဲလက်တွဲခေါ်နေရတာကိုကိုတိုင်ပဲပြုပြင်ယူနေရတဲ့ အနေထားမျိုးဖြစ်တယ်ဒါပေမဲ့တစ်ခုရှိရကိုကိုတိုင်းပြုတ်ပြင် ပြုတ်ပြင်တယ်လို့တစ်ဖက်ကလည်းပြုတ်ပြင်မယ်ပြောင်းလဲမယ်ဟိုကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းဖြစ်လာမယ်ပေါ့နော်အဲ့တော့ဇာတာဘေးသားသမီးတွေရဲ့၁၇လပိုင်းကံကတော့ကောင်းတယ်နော်ကောင်းတယ်သိလားကောင်းတယ်ဟိုတကယ်ကိုကောင်းမွန်တဲ့အရာတွေပဲအများကြီးဖြစ်နေလား ဲ့တော့ तू ကဇာတာဘေးသားသမီးတွေကမုံစေးပေါင်းတို့မုံလက်ကောက်တို့လှူပေးပါတဲ့เนาะအချိုပဲဖြစ်ကက်လူရမှာเนาะမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပြီးပြီဆိုရင်ဂါထာနေနဲ့သူကတော်ဂုံတော်သူကတော်ဂုံတော်ဟိုပတိစိတ်ပါသူကတော်တလုံးနဲ့မဟုတ်ဘူးเนาะသူကတော်ဂါထာဆိုတာရှိတယ်ตุกตอตุกตะดานันตุกตอตုံแหนรันปีสะตุกตอยาปีไนบานันตุกตอเตนะม้อนมะโซเลตุกตองาฉะกาถาရှိတယ်เนาะ တုကတော့ကာထာเนาะအဲ့ဒီဟာလေးကိုဟိုရွဖက်တတဲ့စင်ပူဇော်စီခြင်းပါတယ်ဟိုရွှေဖြစ်ငွေဖြစ်လေးကြောအောင်ကြောအောင်စံထားစီရတော့ဘုရားကြီးရဲ့ခုမထိုးရပဲနဲ့ရွှေဖြစ်ငွေဖြစ်တုကတော့ကာထာဆိုတာရှိပါတယ်အဲ့ဒီဟာလေးကိုရွဖက်တတဲ့စင်ပူဇော်ပေးပါပြီးတော့တုကတော့ကာထာကိုရွဖက်ရမှာဖြစ်တဲ့သူကတော်ဂုံကိုထိမ့်မှာသူကတော်ဆိုတာကောင်းသောစကားကိုသာဆိုတော်မူတဲ့တော့မြတ်စွာဘုရားကောင်းစွာလက်ပြပေးတော်မူသောမြတ်စွာဘုရားလို့ အတိတ်ပဲရတယ်အဲ့တော့ကိုရဲ့နှုတ်ကလည်းကောင်းတဲ့စကားတွေထွက်ပါကိုကကောင်းတဲ့ကဲ့နမိတ်တွေကြားထားတယ်ဆိုရင်ကိုကလည်းကောင်းပို့ပြီးတော့အဲ့နမိတ်ကောင်းတွေကိုစီကိုသေချာပဝင်လာအောင်ကောင်းဖို့လိုတယ် နှုတ်ဝစီတွေထိမ့်သိမ်းမှသူများအတင်းမပြောနဲ့ဝစီကံအကုသူတွေမကျူးလွန်နဲ့ဘလိုပွဲမျိုးမှမမပါနဲ့နှုတ်စိတ်ပါဒေါသဖြစ်ရင်လည်းနှုတ်စိတ်ပါတခုခုပြောချင်လာရင်လည်းနှုတ်စိတ်ပါတခုခုမကောင်းတာနှုတ်ကထွက်တော့မယ်ဆိုရင်ဟဲငါရဲ့ကံကောင်းတဲ့ကံတွေပပျောက်သွားလိမ့်မယ်ငါမထွက်တော့ဘူးဆိုတဲ့ဟာမျိုးအဲ့လိုမျိုးအတွေ့အလေးကိုထားပြပါချိုသားသောစကားကောင်းမွန်သောစကားလက်လာပါရှိသောစကားအတိတ်နမိတ်ကောင်းသောစကားများသာထွက်ကြပါလို့ကျမမှာကြားခြင်းပါတယ် အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်တလားလုံးကိုယ်စိတ်ပါကျမ်းမာချမ်းသာပြီးတော့စီးပွားဥစ္စာလက်လာပါသည်ဒီရေအလားတိုးတက်ကြပါစေ